ဘုဒ္ဓမင်းကြီးကမြတ်စွာဘုရားကိုဘုန်းတော်ကြီးတော်မြတ်စွာဘုရားတပည့်တော်ညကအိမ်မက်ထဲမှာလူတယောက်ကအိမ်ရှိကုတ်ပြစ်ကုတ်ပြစ်စရာဒါဓမ္မတွေမျက်စိနဲ့မြင်တောင်းပြောရလို့ရှင်တော့ရဆိုရင်ဒါတတ်သိပါနော်တက်သားထိုင်စရာကြမ်းကြမ်းပြန်လေးပေါ့ခုံအဲ၆လေးတွေတိုင်လေးတွေတူးဆိုက်ပြီးတော့ရိုက်ထားတဲ့ကုတ်ပြစ်လေး အင်းရှိကိုပြစ်ပေါ်မှာထိုင်ပြီးတော့တရေနဲ့လွန်ချိုးကျစ်နေတယ်။ तू ကကျစ်လို့ရသမျှလွန်ချိုးတယ်ကိုကျမ်းပေါက်ကနေပြီးတော့အောက်ကိုချ။ဒါငါကျစ်ပြီပြီငါကျစ်ပြီပြီရပြီဆိုပြီးတော့ तू အဲ့လိုသူစားပန်းစား तू ကထပ်ကကျစ်။ဘိုးပေမဲ့လို့ तू ကြိုးစားသမျှ तू ကျစ်သမျှကြိုးတယ်ဟာအရာမထင်ဘူးမြတ်စွာဘုရား။ ဘာဖြစ်နေတာလဲအောက်ကညီခွေးမတကောင်ကအဲ့ဒီသူကျင့်နေတဲ့ကျိုးတွေကို तू မသိအောင် အောက်ကနေထင်းတလို့ကြိုက်ဖြတ်စားတော့ပြီးတော့ဖျက်ဆီးနေတယ်လက်စွာဗျာအဲ့ဒီအိမ်ပတ်ကိုတပြည့်တော်မြင်မဲ့မိပါလေအာဒီလူကျိုးကျင့်တာဒုက္ခပဲအောက်ကညီခွေးမကကြိုက်ဖြတ်စားတော့ဖျက်ဆီးပြနေတာဘယ်အဖတ်တယ်ဘယ်ကျိုးကျင့်ရတာပြင်မရတော့နှက်လိုက်မလဲဟော ဒါလည်းပဲသဘာဝမကြဘူးပေါ့နော်။သူများကရှေ့ကတော့နောက်ကဖြတ်စည်းဒီလိုသဘောမျိုးဖြစ်နေတယ်။ဒီအိမ်မက်ရဲ့အကျိုးပြစ်ကတော့ဘယ်လိုပါလဲဆိုတော့ဒီအိမ်မက်ရဲ့အကျိုးပြစ်ကနောက်တစ်ချိန်ကြလို့ရှင်ဒါကကြတော့ဥဒနောအိမ်အောင်ဘက်ကကြောက်ကြားပိတပြီးတော့ဖြောင့်မတ်တယ်။ယိုးသားတယ်။ကိုမိသားစုစာဝတ်နေရေးဟာအိမ်အောင်စစ်ဖြစ်တဲ့ ငါမှာတာဝန်ရှိတယ်အိမ်တော်ရဲ့အရေးကိစ္စအားလုံးတွေငါအရေးပဲလို့ကြောက်ကြကောင်းပိတဆိုတာကြိုကြိုစားစားနဲ့တာဝန်ယူပြီးတော့ပင်ပင်ပန်းပန်းဆင်းဆင်းရဲရဲလောက်ကန်ရှာဖွေစွတ်စောင်းပြီးတော့အိမ်သူဇနီးမယားကိုကြားသမျှအတ်တယ်အဲ့လိုအတ်တဲ့အခါမှာအိမ်သူဇနီးကဖောက်ပြန်တတ်တဲ့မျိုးသမီး စိတ်သဘောထားညံ့ညမ်းတဲ့အမျိုးသမီးဖြစ်နေပြီတော့ဒါကအမျိုးသားကတော်ပြီအမျိုးသမီးကညံ့ဘုရားရှိရအိမ်မကကြတော့အမျိုးသမီးကတော်ပြီတော့အမျိုးသားကရုံမာညံ့ညာကောက်ကျစ်တဲ့မြေခွေးနဲ့တူတယ်လို့ဒီအိမ်မကကြတော့ဦးဇနောအမျိုးသားကကြိုးကျစ်တဲ့လူနဲ့တူတယ်နော်တူတယ်ကြစ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 ်ပြီတော့ခြားတယ်လို့ပဲအဲ့ဒါလိုပဲတဲ့အဲ့ဒါလိုပဲသဘောတရားက ယောက်ျားကအပြင်ထွက်အင်းအပြင်ထွက်ပြီးတော့ဒါတော့တဲတောင်နဲ့ဒါမှမဟုတ်လုပ်ငန်းခွင်နဲ့ဒါမှမဟုတ်ရုံးပြင်ကနာဒါမှမဟုတ်ရင်လည်းပါကုမ္ပဏီတွေပါတယ်ကုမ္ပဏီပေါ့နော်ဆရာစီဝိုင်းလုပ်ငန်းပြည်သားစုအရေးကိစ္စလုပ်ငန်းတွေအကုန်လုံးကိုရှေ့ရတဲ့ခေါင်းခံပြအင်တော်ဦးစီးပိတာဆိုအိမ်တော်တာဝန်ကိုပြေပေါ်စွာလောက်ကန်ဆောင်ရွက်နေပြီမဲ့လို့နောက်ကအမျိုးသမီးကတော့စာထားသမျှပြည်စည်းဥစ္စာတွေကို ကျိုးကျင်နေတဲ့ယောက်ျားရဲ့ကျိုးလွန်စားတဲ့အကျိုးမဲ့ကိုက်ဖက်ဖြက်စည်းနေတဲ့ခွေးမတစ်ကောင်လိုပဲအကျိုးမဲ့သူစိတ်ကူးတဲ့ရှိရတဲ့ကို စီးမရှိကမ်းမရှိပယံပတာသုံးဖြုံဖြက်စည်းနေတယ်အိမ်တော်တစ်ခုဆိုတာဦးဇင်းတို့စီးတဲ့ရင်ဆယ်တဲ့ကစင်းလေယောက်ျားရှာရသမျှပစ္စည်းအလကားရတာမဟုတ်ဘူးလေအလကားရတာမဟုတ်ပင်ပင်ပန်းပန်းဟောဦးဇင်းတို့ပညာတတ်တဲ့ပုဂ္ဂိုလ်တွေလည်းပညာကိုရင်းရတာပညာမတတ်တဲ့အမျိုးသားတွေဆိုလို့ရှိရင်ခန္ဓာကိုယ်ကိုရင်းပြီးပင်ပန်းပန်းရှာထားရတာအလကားရတာမဟုတ်ဘူး ဲ့ဒါမကုံတင်တာမကုံအောင်ကုံတင်တာကိုလည်းအကျိုးရှိရှိကိုအောင်မြတ်မြတ်တတာဖြစ်အောင်သုံးဓာတ်ဆွဲဓာတ်ထိမ့်ဓာတ်သိမ့်ဓာတ်ရပါလေအဲ့ပေါင်းတာဖားကောက်တယ်လို့ဖြစ်နေပါဘောစိတ်ကမရှိအဲ့ဒါအကျိုးမဲ့ဗယံပတာသုံးဖြုံးပြီးတော့ပြစ်တယ်အာဟိုဟာဝတ်ချက်တရားစားခြင်းနဲ့ကိုနဲ့ကိုယောက်ျားအလောက်တက်နိုင်မတက်နိုင်လည်းမတူသူလိုစင်တာသူစုအတင်းပူစားနေတာတချို့မိမတွေရှိတယ်เนาะဥစ္စာတော့မြင်တွေ့ကိုယောက်ျားက ဒီလောက်ပဲတက်နိုင်တယ်ဆိုဒီလောက်နဲ့ကျင်တတ်ရမှာပေါ့ကိုကမှဒီလောက်တက်နိုင်တဲ့ယောက်ျားကိုယူထားတဲ့ကိစ္စဟောသဘောတရားနော်မတက်နိုင်တဲ့ဥစ္စာမနိုင်ဝန်ထားခိုင်းလို့ချင်းဘယ်ပြည်လဲတော့မှာတော့နော်ဘယ်ပြည်လဲတော့မှာလင်းနဲ့မရဆိုတာဥစ္စာတော့အေးတူပူမြနေနိုင်မှလင်းမရဖြစ်မှာပေါ့အဲ့ဒါမကျင်တတ်နိုင်ဘူးရသမျှအကုန်လုံးသုံးဖြုံဖြတ်စီဒီလောက်နဲ့အားရလာဆိုတော့ညံ့နဲ့ အဲ့လိုအမင်းလေးအဲ့လိုအမျိုးသမီးရဟာဒီလောက်နဲ့အားရတဲ့ထုံးစံမရှိဘူးတဲ့ဒီယောက်ျားနဲ့အတူ ပေါင်းဖက်လာရတာယူသွားဤသွားတဲ့အခါကျတော့သူတို့ကငယ်တာလေးတွေသူတို့သဘောကျတဲ့အခြားယောက်ျားတစ်ပါးပုံမှာမြဲတဲ့စိတ်ကသူတို့ကရောက်ဟိုးအိမ်တကားဖွင့်လိုက်ပြီဆိုတော့လည်းဘဲကောင်လေးများတွေ့ရမလဲဆိုလမ်းပေါ်လိုက်ပြီးတော့ကြည့်နေတတ်တယ်မျက်လုံးကဒီလိုမျိုးနော် အဲ့ဒါယောက်ျားလင်ကြီးရှာရတဲ့ပြည့်စည်တွေနဲ့လင်ငယ်ကိုဖို့တဲ့အန်းတယ်လို့ပြောပါတယ်ဒီနေ့ခေတ်ဆိုင်အဲ့ဒါတော့အငယ်နောက်ထားပြီးတော့အိမ်တော်ရေးပါဖောက်ပြန်ပြီးတော့ပျော်ပါနေတဲ့အပျော်လိုက်နေတဲ့အမျိုးသမီးတွေနဲ့အိမ်တော်ကြာရလိုက်မယ်တဲ့လောကကြီးပါနော်ဒါအမျိုးသမီးတွေကိုနှိမ်တာမဟုတ်ပါဘူးနောင်တရားပြတ်တဲ့ကာလရောက်လာလို့ရှိရင် ရှိတယ်လေတချို့အိမ်တော်ပတ်တဲ့အမျိုးသားကတကူကောင်းဆန်တယ်ကိုချမ်းသာဖို့ကိုကြည်တယ်မြေခွေးနဲ့တူတယ်ကောက်ကျက်တယ်မိသားစုဆိုမိသားစုတောင်းပါမှမယူမင်္ဂလာတွေထဲလဲတွဲပြီးတော့အင်ရအမျိုးသမီးမလေးမစားလောက်တယ်ဒါအမျိုးသားကညံ့ဟောတချို့အိမ်တော်ပတ်တဲ့ကျတော့အမျိုးသားကယောက်ျားပိသားတဲ့တည်ငြိမ်တဲ့ကြိုးစားတယ်အမျိုးသမီးကပေါက်ပြန်တယ်သူချမ်းသာရဲ့သူရှေးရှုတယ်သူမိဘအိမ်ကဘလို့နေခဲ့ရတယ်ဆိုတာပဲသူကရေတွက်ပြီးပြောလို့မဆုံးနင်းနဲ့ရမှာငါဘလို့ဆင်းရဲဆင်းရဲရတယ်ဆိုတာမျိုးတွေပြောတယ် တိတ်ပဲမရှိဘူးပေါ့နော်အဲ့ဒါမျိုးတွေပေါ့ဘလောက်ပဲလှုပ်ပေးပေးအရာမထင်ဘူးသုံးလို့ဖြုံးလို့မပြီးတော့ဘလောက်ပဲပြောအောင်ထားတာအပြောမလို့တော့ပြောလို့အားရနိုင်တယ်ကိုမရှိဘူးအကျိုးမဲ့ယောက်ျားဆရာသမားကိုသုံးဖြုံးဖြတ်စည်းနေတာမမယုတ်နေတာအိမ်အောင်ကြရလိမ့်မယ်လို့ဒီဘော မျိုးတွေကိုမြတ်စွာဘုရားကဟောတော်မူတယ်။ဒါဟုတ်ပဲဆိုတော့တန်ဖို့ကပြားလေးအနေနဲ့ တရေလုံးကချေရင်ထပုံစားခွင့်ငတ်မီလေမတိအောင်ပစ္စည်းဆောင်လင်မြောင်ကျွေးလိုက်မီဘာဝိတောင်ဆရာတော်ဘုရားကြီးကတော့အင်းပြင်းဘောလူလွန်ချက်တဲ့ခွေးမြက်ကအောက်၌သာမတိရှာလုံးအဖြာကိုစားကုန်သည်တား လင်ကြီးမှရှာဖွေစုယုံအိနေသူလင်ငယ်ထားလို့စဆန်ယေဟုဒရွေကိုတုံး၍ပြတ်ပြုံနောက်တစ်ခါအပြင်းပေါ်လူလွန်ကြလို့ခွေးမြက်ကအောက်၌တာမတိရှာလွန်အဖျားကို စားကုန်သည်တာ လင်ကြီးမှာရှာဖွေစုယုံအိနေသူ လင်ငယ်ထားလို့စဆံရေးဟူတဲ့ရွေကိုတုံး၍ပြက်ပြုံတုံးလို့ဖြုံးလို့အားမရဘူးလင်ငယ်ပါထားပြီးတော့အိမ်တော်ကြီးဖောက်ပြန်တဲ့အမျိုးသမီးတွေနဲ့အိမ်တော်ကြတဲ့အမျိုးကောင်းသားတွေလည်းရှိလာလိမ့်မယ်လို့ဒီလိုအိမ်မက်မျိုးကိုမှတ်ပါတယ်လို့ဘာဘုဒ္ဓတော်ဆရာတော်ဘုရားကြီးကဤကဲ့သို့ခါဗျာရည်သားဆက်ဆိုတော်မူပါတယ်